ဲဗျာဒီနေ့တော့ကတော့နော်ခမင်းလဲစားလို့အញ្ញမ်းမေးပြမယ်ဝေကုံကြေးကြလဲဘာမှမရှိတဲ့ကျွန်တော်တို့ရဲ့အညာဟင်းတစ်ခွက်ပေါ့နော်ဘာဟင်းလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့ငပိအသားချက်ကလေးချက်ပြပေးမှာပဲဖြစ်ပါတယ်ဟာလားဟိုမကုံမှုဆိုတာဘာကြောင့်လဲဆိုတော့ငပိအသားကြီးပဲချက်မှာဒါတွေကတော့ပုံမှန်ပါနေကြအရာလေးတွေပဲဖြစ်တယ်ပေါ့နော်အဲပထမဆုံးအနေနဲ့ကျွန်တော်တို့ကငပိလေးကိုရေဖြော်မယ်ပေါ့နော် အဲငပီလေးကိုတကုတ်လို့လေးရေဖြောထားပါမယ်အဲနောက်တစ်ခုအရေးကြီးတဲ့ချက်ကလေးကိုပြပြမယ်နော်ကျွန်တော်တို့ကဒီငပီသားချက်ကလေးကိုနော်ဟိုရေရှည်လဲစားကျင်တယ်ဆိုရက်ရှည်လေးပေါ့နော်အရင်ကြီးတော့မဟုတ်ဘူးရက်ရှည်လေးလဲစားကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တက်တော့အနီလုံးဝမထည့်ပါနဲ့နော်ကျွန်တော်ကကြတော့ဟိုအခုစားတယ်နောက်တစ်နေ့ထိတယ်စားလို့ရတယ်ဘောနှစ်ရက်စားလေးပေါ့နော်စားလို့ရတယ် ီမှာမပြီးအသားချက်ကလေးဖြစ်တဲ့အတွက်စက်သွန်နီကိုအသုံးပြုထားပါတယ်။ကဲဆက်ပြီးတော့ကျွန်တော်တို့စီတက်ပါတော့မယ်နော်။စီလေးထည့်မယ်နော်။ကျွန်တော်မောင်လေးထည့်မယ်။ချက်တော့အနီလေးထည့်ပါမယ်။ တက်တော့နေလေးနှောင်းသွားပြီဆိုတော့ဖြူလေးထည့်ပါမယ်ဖြူရောနေရောနှစ်မျိုးလုံးနှောင်းသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကငရုတ်တိခွဲချမ်းလေးထည့်ပါမယ် ငုပ်သီးကအကြက်မြန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကငုပ်သီးလေးထည့်ပြီးသွားရင်ခဏနေလို့ရှိရင်စောစောလေးကဖြော်ထားတဲ့မနော်နောက်ပြီးအသားရေလေးထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်ကျွန်တော်တို့ကဒီနပိရေလေးပွက်လာတဲ့အထိပေါ့နော်နည်းနည်းလေးရေကျသွားတဲ့အထိလေးကျွန်တော်တို့ကစောင့်ရမှာပါ ခုလိုလေဒီမှာနော်မြန်မြန်ဆန်ဆန်လေးနဲ့တပွဲစုလေးဖြစ်လာတဲ့အခါရောက်မှာကျွန်တော်တို့ကထုံးစံအတိုင်းပဲအချိုမုံလေးကိုထည့်ကြအောင်ဆောင်ပါမယ်ခင်ဗျာကွာတယ်မှုတ်ချိုင်းနေ ခုလိုမျိုးလေငပိအကောင်းစားပေါ်မှာအခုလိုလေးစူးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှားလို့ရပါတယ်နော်ဒါလည်းကျွန်တော်တို့လက်ဆောင်ပေးထားတာပါမင်းဘူးမျိုးမှာရှိနေတဲ့ကိုသေးမတ်ွယ်ငပိငချောက်ရောင်းဝယ်ရက်နေပြီးတော့လက်ဆောင်ပေးထားတဲ့ငပိလေးကိုချက်ပြပေးထားတာပါအဲ့မှာလည်းမှားလို့ရပါတယ်ခင်ဗျာကဲဗျာအခုဆိုရင်တော့ကျွန်တော်တို့အညာရဲ့ဟင်းလျာတစ်ခွက်ဖြစ်တဲ့ငပိအသားဟင်းလေးနော်မှုမှုကြံကြံလေးလည်းဖြစ်လာပြီဆိုတော့ ခဏနေဆွဲပါတော့မယ်ခင်ဗျာနေကြည့်လားလုံးဝရှယ်မရှယ်နော်ချက်စားကြည့်လို့မကောင်းဘူးဆိုမကွေးလာပြီးတော့အကူပဲပြောလက်သိလားရှယ်ချက်ကြည့်ပလိုက်မယ်ကဲအခုကတော့အတို့မြုပ်ဆုံးနဲ့ဘယ်လိုစားမယ်ဆိုတာဆက်ကြည့်ပြပါဦးနော်ကဲဒီမှာနေနော်တမိတဲ့မင်းနေကြတဲ့ဟမ်အဖွားကကျမကြီးကောင်းလားအဖွားနေကောင်းလားအဖွားလေးကိုထပ်ပြီးတော့ရိုက်ပြပေးပါဦးနဲ့နော် ်အဲပြောတဲ့အမေမြည်တွေနော်အမေတူတွေတူမတွေအတွက်နော်ဒီမှာကျမကြီးကောင်းပါတယ်ကျမကြီးကောင်းပါတယ်အာအခုဒီနေ့စားပြတ်တာလေးကတော့မိအကြိုက်ပေါ့နော်ကျွန်တော်တို့အကြိုက်ဒီမှာအညာဟမ်ငပိအသားချက်ကလေးပေါ့ဗျာအဲ့ဒါလေးရယ်ဒီမှာဗမာကြက်ကြောနောက်တစ်ခုကဒီမှာအတွတ်မျိုးအစုံမဲ့နော်ဒီမှာကျွန်တော်တို့ရာဒီစာကတဲ့ရွက် ခရေရွယ်အတူရှိမယ်နောက်တစ်ခါဒီမှာဘောစကိုင်းရွယ်အတူလေးပါမယ်ဒီမှာခရမ်းတိတို့နော်နောက်ဒီမှာယုံမနီတိနောက်တစ်ခါတိယတိနော်တိယတိကတော့မပေါ်ချင်းဖြစ်တဲ့အတွက်ကတော့ဘာလို့ဆိုတော့ကျွန်တော်တို့ကအခါတုတ်စားလိုက်ထောင်းစားလိုက်ချက်စားလိုက်အမျိုးမျိုးစားနေရအဲဆိုဒီအတိုးလေးတွေပဲရှယ်တုတ်ပြီးမှန်းပေါ့နော်ကဲအားလုံးပဲစားကြပါဦးအဲအားလုံးပဲစားကြပါဦး เนี่ยซ่าจ๋าบ่งเค้าเนี่ยไก่เนาะล่ะเออเมียอุชาจัดตาลีอ่ะจ้ะเราอมีมาว่าနိုင်มั้ยนี่มาสู้ลูกอ่าอันดาลีขึ้นดีอ่ะ 底下都快洗得像锅标，阿龙啊，身边的。嗯。嗯。放着干啊！哈哈哈！看看，放有啥子？ 那今天，昨天你也不来着呢？ 嗯，那这哪里、啊？这里、啊？嗯，他们没挖不啊，没挖地。 မဲ့ကျက်သားလေးစားသေးတင်တာကိုပဲဟုတ်နော်အမိသားချက်ကအဲ့လောက်ကိုကောင်းတာဟဲ့မဲလေမမေးအတဲလေးလည်းရှိရလေဟမ်အမြင့်ကမမဆုလို့အမြင့်ဆက်မလား ောက်ဘူးအတ္တိလေးကကိုအလိုလေးအတ္တိလေးကကိုအလိုလေးနဲ့ဒီချက်လေးလေးနဲ့လိုက်ချက်ကြည့်လိုက်ပါနော်မလေးကမင်းတို့ရဲ့ချက်ပြနောက်ကျလိုက်တာလို့တော့မပြောကြမှာသိကြရဲ့

။နောက်ဒီငပိကကောင်းတယ်လို့ပြောတာမပါဘူး။ကိုကိုတိုင်းဝဲပြီးတော့စားပွင့်ပြီးပါလိမ့်မယ်။မင်းမျိုးကကိုထေးမှတ်တယ် 会真的。你信？难信。ဘာဘာအမေအားမရစားမှသူကဟာဒုက္ခဒါစားနေတာပဲအားမကျမရောက်မှလည်းဆိုဝမ်းတာမှာပေါ့ ဒီနေ့တော့အန်ကမေးမှကြောက်လို့တဲ့အိတ်ကထဲကိုစောရက်တိုင်းထဲထားရတဲ့ဖွားနဲ့တူလက်ဆုံစားခြင်းနဲ့တူရှင်းလဲမကွေးရောင်းပြောနော်ဖွားနဲ့လက်ဆုံ အခုလိုမျိုးပေါ့နော်အကုန်ရလဲတက်တာတယ်အချိန်လဲအရင်မပေးရဘူးသမင်းလဲမိန်တဲ့နှင်းတစ်ခွက်ကိုနော်ရသွားပြီဆိုတော့အားလုံးလဲကိုယ်တိုင်ချက်ကြည့်ကြပါလို့ချက်စားကြည့်ပါလို့ပြောရင်းနဲ့ပဲကျွန်တော်တို့တာမီနောက်ကနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ